်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆက်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ရခိုင်မျိုးသမီးသတင်းတော်မူဒရာဟာစက်တင်ဘာလ30ရက်နေ့ဆိုရင်အရောက်ခတ်တတော် AA ကစစ်ဆေးမင်းမြန်စရာရှိတယ်ဆိုပြီးလာရောက်ခေါ်ဆောင်သွားတာဆယ်ရက်ရှိပြီဖြစ်ပေမဲ့အခုထိပြန်မလို့သေးဘူးလို့မိသားစုဝင်တွေနဲ့နှိစက်သူတွေစီကသိရပါဗျာ သူ့ကိုပြီးခဲ့တဲ့စက်တင်ဘာလ20ရက်မနက်7:00နာရီကျော်လောက်မှာ ULAAA ရဲ့ထောက်လှမ်းရေးအဖွဲ့ကမောင်တော်မျိုးမှာရှိတဲ့သူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတာပါလက်ရှိမှာတော့မောင်တော်မျိုးရှိ ULAAA ထောက်လှမ်းရေးရုံးမှာစစ်ဆေးခံရပြီးမိသားစုတွေနဲ့တွေ့ခွင့်မရတဲ့အတွက်စိုးရိမ်ပူပန်နေကြပြီးအမြန်ဆုံးပြန်လွတ်ပေးစေလိုတယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်ကမောင်တော်မြို့နယ်တီဟိုအေးကျေးရွာရှိမြို့တိုင်းသားကလေးငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားနေရလို့အခုညီလိုအပ်နေတဲ့ရုပ်တံသတင်းကိုရေးသားဖော်ပြခဲ့တာကြောင့်သတင်းတောက်မှုဒရာကိုမေးမြန်းဖို့ခေါ်ဆောင်သွားတာလို့ BNA သတင်းဌာနရဲ့အယ်ဒီတာချုပ်ကိုကောင်းမြတ်နိုင်က ပြောပါရယ်အခုဖြစ်ရတဲ့ပတ်သက်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကိုဆက်သွယ်မေးမြန်းပေမဲ့သတင်းထုတ်ချိန်အထိပြန်လည်ဖြစ်ဆိုတာမရှိသေးပါဘူး တဖက်မှာလည်းသတင်းထောက်မှုဒရာကိုအမြန်ဆုံးလှုပ်ပေးဖို့သတင်းမီဒီယာအဖွဲ့အစည်းတွေကတောင်းဆိုမှုတွေလည်းရှိနေပါတယ်ရှင်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်တွေကကျေးရွာတွေမှာဆက်သုံးစီတွေပြက်လက်နေပြီးဝယ်ယူလို့မရဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတပ်က AA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့လေးမျက်နှာမြို့နယ်ထဲကကျေးရွာတွေဘက်ကိုဆက်သုံးစီတည်ယူခွင့်ကန့်သတ်ထားတဲ့အတွက် စတေမာလာဒုတိယဘက်ကစတင်ကဆက်သုံးစီတွေဝယ်ယူလို့မရပဲဖြစ်နေတယ်လို့ဆိုပါတယ် စီငါရမိုးလာရဖို့ကို လေးဆန်လောက်သွားဝယ်နေရပြီးလမ်းဘေးစီစံတွေမှာဓာတ်ဆီတလီတာကို8500ကျပ်အထိဈေးပေါက်နေတယ်လို့လေမျက်နှာမြို့နယ်ကဒေသခံတယောက်ကပြောပါတယ်73စီလိုသလောက်ဝယ်ယူမရတဲ့အတွက်ဓာတ်ဆီကိုအသုံးပြုပြီးလောက်ကနေရတဲ့လုပ်ငန်းတွေမှာအခက်အခဲတွေဖြစ်နေတယ်လို့သိရပါတယ်အေအေပူပေါင်းတက်တွေနဲ့စကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားနေတဲ့လေမျက်နှာမြို့နယ်ထဲကလော်ကထားစီစုံကုန်းဆက်ဆက်ယိုစောပြားနဲ့ပနော်ဂျီကျေးရွာတွေမှာ ဆက်သုံးစီတွေဝယ်ယူလို့မရတဲ့အထိဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်ရှင်ပွင့်ဖြူမြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာတွေကတောင်သူတွေမွေးမြူထားတဲ့ကျွဲနွားစိတ်တွေမှာခွာနာရှာနာယောဂတွေဖြစ်ပွားနေပြီးသေဆုံးမှုတွေမြင့်တက်နေသလိုထိန်းချုပ်ကုသမှုတွေမလုပ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါရယ်တိရိသတင်းပေးပို့ထားပါရယ်ရှင်မကွေးတိုင်းပွင့်ပြမြို့နယ်အောက်ပိုင်းကျေးရွာတွေမှာ တောင်သူတွေမွေးမြူထားတဲ့ကျွဲနွားစိတ်တွေမှာခွာနာရှာနာယောဂတွေဖြစ်ပွားနေပြီးတည်ဆုံးမှုတွေမြင့်တက်နေရလို့တောင်သူတွေကပြောပါတယ်။စက်တင်ဘာလ22ရက်နေ့ကစပြီးစက်တင်ဘာလ29ရက်နေ့အထိပွင့်ဖြူမြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာ32ရွာမှာခွာနာရှာနာယောဂကြောင့်ခိုင်းနွားအကောင်ရေ40နီးပါးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။တည်ဆုံးသွားတဲ့နွားတစ်ကောင်ဟာကာလာတံမိုး730ဝန်းကျင်တံမိုးရှိတဲ့အတွက်တောင်သူတွေအနေနဲ့ဆုံးရှုံးမှုများနေတယ်လို့ဆိုပါတယ်။ ကျွေးနွားတွေမှာဖြစ်ပွားနေတဲ့ရောဂါတွေကိုကုသဖို့အတွက်ဆေးဝါးနဲ့ဆရာဝန်မရှိတာကြောင့်ရောဂါမထိန်းချုပ်နိုင်မဲ့ကူးစက်မှုတွေပိုများနေတယ်လို့သိရပါဗျ။ပွင့်ဖြူမြို့နယ်မှာကတိမိုးရွာသွန်းမှုကြောင့်ချောင်းရည်တွေမြင့်တက်နေပြီးနွားချံတွေဆွတ်ဆွနေတာကလည်းရောဂါတွေကူးစက်ပြန့်နှံ့နေတဲ့အကြောင်းရင်းဖြစ်နေတယ်လို့ပြောကြပါဗျ။ပွင့်ဖြူမြို့နယ်အောက်ပိုင်းကျေးရွာတွေမှာတလိမ့်ဆန်တွေကိုတေချာကုသပေးမဲ့တိမွေးကုဆရာဝန်မရှိတာကြောင့်တေဆုံးမှုတွေများနေတာဖြစ်တယ်လို့လည်းဆိုပါဗျ။ နော်ရွာစိတ်တိုက်တယ်ဆိုလို့ရှိရင်လည်းတစ်တိုင်လုံးနီးပါးကိုခွန်နာဆန္ဒဖြစ်နေတဲ့အခြေအနေတွေရင်ဆိုင်နေရတယ်ပေါ့လေဒါကိုကုသဖို့အခက်အခဲဖြစ်နေတယ်ကျွန်တော်တို့ဒီတောင်သူကြီးတွေမှာဒါစေဝါပိုင်းရောဆရာဝန်ပိုင်းတွေရောဒါအခက်အခဲဖြစ်နေတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မြို့နယ်တွေမှာကကံစင်းမှုခေါ်တဲ့ကံစင်းမှုရွာသွင်းရေးခံထားတော့ချောင်းရည်တွေတက်နေတယ်ပေါ့နော်နောက်ကြောင့်နှချန်တွေကလည်းသူစုပြီးကမှချောင်းသွင်းမှုမရှိဘူးမရှိတော့ကြ ယောဂါပူကကုဆက်ပြတ်နှံ့နေရပေါ့နော်ကုသမှုပိုင်းရောထဲချမှုပိုင်းရောမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့တောက်ဆောက်လို့လို့နှိမ့်စင်တဲ့အများတောင်သူတွေရဲ့ခိုင်းနှွားတွေအိမ်မွေးနှွားတွေအလောင်းမွေးနှွားတွေဟာတည်ဆုံနေပါတယ်ခွာနာရှာနာယောဂါဟာခြေလေးချောင်းရှိပြီးခွာကွဲတိရစ္ဆာန်တွေဖြစ်တဲ့ကျွဲနှွားသိုးစိတ်ဝတ်တွေမှာအဓိကဖြစ်ပွားတဲ့ယောဂါဖြစ်ပါတယ်ကျွဲနှွားတွေမှာကိုယ်အပူချိန်တက်တာ အစာမစားဘဲငေးမှိုင်သွားတာသွားကြိတ်တာတရေကြတာစရဲ့လက္ခဏာတွေဖြစ်ပွားပြီး ယောဂပြင်းထန်တဲ့အခါအနာရီဖြစ်ပြီးတေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ခွာနာရှာနာယောဂဟာဗိုင်းရပ်စ်ယောဂပိုးချကူးစက်တာဖြစ်ပြီးကာကွယ်ဆေးထိုးမှသာယောဂဖြစ်ပွားမှုကိုကာကွယ်နိုင်တယ်လို့တင်မွေးကူဆရာဝန်တွေကပြောပါတယ်။ဒီယောဂကကာကွယ်ဆေးထိုးတာကအကောင်းဆုံးပါ။ကာကွယ်ဆေးမထိုးလို့ယောဂဖြစ်ရင်ကုရခတ်ပါတယ်။ကုသရတာတော့အနာတတောင်အနာတတတာရဲထိုးစေနဲ့တခြားယောဂတွေထပ်မဝင်လောက်အောင်ပဋိစီဝပိုးသက်ဆေးတွေထိုးပေးလို့ရတယ်။ တတအောင်တော့စကြတင်ကုတ်တွေကို ထုံဖြူပိုးသက်ဆေးဖြန်းတာအနာတွေကိုဆေးဖြန်းတာကြောက်ချင်နဲ့ဖန်ရည်ဆေးပေးတာရေတန်တန်တိုက် အစာကျွေးရမယ်မဖြစ်တဲ့ကောင်နဲ့ဖြစ်တဲ့ကောင်တွေကိုခွဲပြီးထားရတယ်ဆရာဝန်မရှိတဲ့နေရာတွေမှာဆိုရင်တော့ကြောက်ချင်နဲ့ဖန်ရည်ဆေးရှာတွေကိုရှာပုတ်ဆေးနဲ့ပုတ်အနာတွေကိုဆေးဝါးရည်ထည့်ပြီးရေထဲကိုဓာစာရည်ထည့်တိုက်တင်ကုတ်ကို၆တွေ့တန့်ရှင်နေအောင် ထားရပါမယ်ခွာနာရှာနာဖြစ်နေတဲ့ကျွမ်းနွားတွေကိုစကြက်မလွတ်ပဲ ယောဂဖြစ်နေတဲ့အိမ်ကပြန်လာရင်ခြေလက်တေချာစေးပြီးမှကိုယ့်အိမ်ကနွားတွေကိုကင်တွယ်တဲ့တယ်လို့အင်ရှင်တွေနေနေလဲတအိမ်နဲ့တအိမ်ကူးခြင်းကိုရှောင်ရှားတင်တယ်လို့တင်မွေးကူဆရာဝန်တွေကသတိပေးထားကြပါတယ်။ကျမဒီရီပါ VNM နိုင်ငံနယ်အံပြည်နယ်မှာနေထိုင်သူတွေဟာစက်တင်ဘာလ30ရက်မှာခအောက်ပိုင်းနေတဲ့အထိရေကြီးရေရှမ်းနေတဲ့နေရာတွေကိုဖြတ်တန်းသွားလာနေရပါတယ်။ သူတို့ဒေတာကိုမုံနိုင်ဘူးအလွိုင်းကဝေရောက်တိုက်ခတ်ပြီးတဲ့နောက်ပစ္စည်းတွေကိုဆက်ပြီးအိတ်သုံးပစ္စည်းတွေကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ရေကြီးလို့နေအများပြားရေမြုပ်ခဲ့ပြီးပြစ်ပေါ်ကရင်းနဲ့သုံးဆောင်ပစ္စည်းတွေနှိမ့်ုပ်သွားခဲ့ပါတယ်။အဲ့ဒီလိုမှုန်တိုင်းကြတာတခါမှမတွေ့ဘူးဘူးအိတ်ခမိုးတွေလွင့်ထွက်သွားပြီးမနေ့၃နိုင်ကလေးကရေတွေအဆက်မပြတ်တက်လာတယ်လို့အသက်56နှစ်အရွယ်နေထိုင်သူငိုထိလွန်းကပြောပါတယ် တခြားနေထိုင်သူအသက်50လေးနှစ်အရွယ်ငိုထီလန်ကတန့်ရှည်ကျိုးပန်းချက်တွေမှာရုတ်ကက်နေရပြီးသူ့အိမ်သုံးပစ္စည်းတွေအားလုံးရေမြုပ်နေတယ်လို့ပြောပါတယ်။ဗီယက်နမ်နိုင်ငံမှာမိုးတက်လို့ဟနွိုင်းနဲ့မြောက်ပိုင်းပြည်နယ်တွေမှာရေကြီးရေရှမ်းခဲတာပါ။အခုနှစ်အတွင်းအစိုးရဆုံးမုံတိုင်းအဖြစ်ဘူဟာလွိုင်းမုံတိုင်းဝင်ရောက်တက်ခတ်ခဲ့ပြီးနောက်ထပ်လူ22ဦးပျောက်ဆုံးနေစေလို့ဗီယက်နမ်အစိုးရကအင်ကာနေမှာပြောပါတယ်။မုံတိုင်းကြောက်တည်ဆုံးသူ19ဦးထိမြင့်တက်လာခဲ့ပါတယ်ရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မကျေးဇူးတင်ပါတယ်ရှင်